ကျွန်တော်ကိုရအောင်ဝင်မိလာပါ Drag and Fish Show ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်လိုပါဦးစင်းကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဆင်မင်းပါဆိုတော့ကျွန်တော်လိုပါဦးတင်ကတော့ဒီကနေ့ညမှာဆိုရင်တော့ဒါ Real Thing ကိုအိမ်ခွင်း MV မှာ Champion League ပွဲစဉ်လေးဖြစ်ဧကန်ကစားခဲ့ပြီးတော့တကူကိုမရှိဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်အဲဒီနိုင်ပွဲကကျွန်တော်လိုပါဦးအတင်အတွက်တော့တော်တော်လေးကိုမှထိုက်ထိုက်တန်တန်နိုင်ခဲ့တဲ့နိုင်ပွဲလို့ပဲပြောရမှာပဲ အဲသူသဖြင့်အာနက်ရှ်လော့ရဲ့ဒါလက်အောက်မှာဒီယာဒီကစားခဲ့တဲ့ပွဲစဉ်မှာဆိုအကောင်းဆုံးပွဲတစ်ပွဲလို့တောင်ကျွန်တော်တို့ပြောလို့ရတယ်အဲဒီနိုင်ပွဲကြောင့်ပဲအာနက်ရှ်လော့ကလည်းသူ့ဘော်ကိုရောက်နေတဲ့ဖိအားတွေကနေပြီးတော့နည်းနည်းလေးရုံထွက်လာနိုင်ခဲ့တဲ့ပွဲဖြစ်တယ်အဲ့တော့ဒီနိုင်ပွဲကကျွန်တော်တို့ဘာလို့အတင်အတွက်အပေါင်းလက္ခဏာဆောင်ရတဲ့အရာတွေအများကြီးအများကြီးရှိခဲ့တယ်ဗျာအထူးသဖြင့်ဒီကနေ့ပွဲစဉ်ကကွင်းလေတိုက်စစ်ခံစစ်ဒါနေရာဆုံးမျှတခဲ့တယ်နေရာဆုံးမှအကောင်းဆုံးနေလောက်ခဲ့ ကွင်းလေသာသမာ3ဦးဆိုလဲကွင်းလေသာသမာ3ဦးအလျောက်အကောင်းဆုံးကစားနိုင်ခဲ့တယ်တိုက်စစ်3ဦးဆိုလဲတိုက်စစ်3ဦးအလျောက်အကောင်းဆုံးလုံနိုင်ခဲ့တယ်ခန်းစစ်4ဦးဆိုလဲခန်းစစ်4ဦးအလျောက်အကောင်းဆုံးလုံနိုင်ခဲ့ဆိုတော့ဒီကနေ့ပွဲစဉ်ကကျွန်တော်တို့ဘာဘူးအတင်းတော်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 လေးကိုမှဒါလက်ရှိတောက်လျှောက်ရှုံးနေတဲ့ဒါအခြေအနေထားမျိုးကနေပြီးတော့ကမ်းဘက်ပြန်လှုပ်ဖို့အတွက်တော်တော်လေးကိုမှမျောလင်းကျင်စရာကောင်းနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ် ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကကျွန်တော်တို့လိုပါဘူးအသင်ကတော့တော်တော်လေးကိုမှဒါဘယ်လိုပြောမလဲယုံကြည်မှုပြန်လဲပြီးတော့ရရှိနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပဲပြောရမှာပေါ့လေ။ဘာကြောင့်လဲဆိုတော့ဒီကနေ့ပွဲစဉ်မှာကျွန်တော်တို့လိုပါဘူးတင်းကတိုက်စစ်မှာဆိုရင် Front V ရက်ကိုကိုရီကပွေးရဲ့နေမှာအစားထိုးပြီးတော့တုံးလာတယ်။ Front V ရက်ကိုကိုရီကပွေးရဲ့နေမှာအစားထိုးပြီးတော့တုံးလာခြင်းကဒီကနေ့ပွဲစဉ်ရဲ့အဖြေတစ်ခုဖြစ်လာတယ်လို့ပဲကျွန်တော်ပြောရမှာ။ဘာလို့ဆိုတော့တော်ရှိမှလည်းပြောခဲ့တယ်လို့ပေါ့လေ။ ဖရန်ဗီယက်ကဒီကနေ့ပွဲစဉ်မှာသူပိုဇရှင်ရှစ်လောက်ပြီးတော့အတွင်းထဲကိုဝင်တယ်အပြင်ကိုလိုက်ထွက်ပြီးတယ်မိုဆာလာဘက်ကိုလိုက်ရင်းပြီးတယ်သူဒီကနေ့မသွားခဲ့တဲ့နေရာတနေရာမှမရှိဘူးဆိုတော့ဖရန်ဗီယက်ဒီကနေ့ပွဲစဉ်မှာဂိုးဖန်တီးမှုတွေမရဘူးတင်ကိုတွေမရဘူးတိုးပြီးမဲ့သူကလည်းဘာလို့အသင်အတွက်ဒီကနေ့နိုင်ဝဲမှာအရေးအကြီးဆုံးသတ္တမကြီးတွေကတအူးဖြစ်ခဲ့ဒါကိုကျွန်တော်ငြင်းလို့မရဘူးဗျာဖရန်ဗီယက်ကိုဒီကနေ့ပွဲစဉ်မှာဘသူတွေဘာပဲပြောပြောဘသူတွေဘာပဲဆဲဆဲဗျာဆဲနေတဲ့သူတွေကဘောလုံးဝမကြည့်တတ်တဲ့သူတွေလို့ပဲပြောရမှာပဲ ဟုတ်တယ်ဗျာဘာလို့ Premier ဒီနေ့ပွဲစမှာအဲ့လောက်ကောင်းနေတာဗျာအရန်ကောင်းနေတခါတလေကြောက်ရင်ဗျာအသူကကျွန်တော်တို့ရှေ့မှာမြင်ခဲ့ရတဲ့ခက်ပြော့ပြော့နိုင်တဲ့ကောင်ကဒီကနေ့ပွဲစမှာသူ body တွေနဲ့ရှင်ပြီးတော့ဘောလုံးနဲ့ယူသွားတာကြီးကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်လောက်ထိတွေးခဲ့ရတယ်ဆိုတော့ Premier ကဒီကနေ့ပွဲစမှာလဘဘူးအတင်းရဲ့နိုင်ပွဲဖော်ဆောင်တဲ့နေရာမှာအခရာကြကြတဲ့သာသမာတူဖြစ်တယ်နိုင်ပွဲဖော်ဆောင်တဲ့နေရာမှာနောက်ထပ်အရေးကြီးတဲ့ကစားသမားက corner bradley ကော်နာဘရလီဒီကနေ့ည outstanding ဖြစ်မှုကြီးကကျွန်တော်တို့အနေနဲ့လုံးဝ appreciate မလုပ်လို့မရဘူး။ပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့ real အသင်းနဲ့တွေ့တယ်။အဲတုန်းကလည်းကော်နာဘရလီကကီလီယန်အမ်ဘာပေကိုအိတ်ကတ်ထဲကောက်ထည့်ပြသွားတယ်။ဒီအချိန်မှာလည်းကျွန်တော်တို့ကကော်နာဘရလီကိုရှေ့ပွဲစဉ်တွေမှာဆိုရင်တောက်လျှောက်ရုံးကန်နေရတော့တိတ်မယုံဘူးဗျာ။ဒါပုံမှန်လင်းလင်းပြောတာ။ဟိုကိုအသင်းရဲ့စကားသမားမဟုတ်လို့ပုံမှန်လင်းလင်းပြောတာဗျာ။မယုံဘူး မယုံဘူးဆိုတော့ conability ဒီနေ့ပွဲထွက်လာတဲ့ပုံကိုနည်းနည်းလေးပြောစိတ်ပူမိတယ်ဗောဗျာတုံးပေမဲ့တကယ်တမ်းပွဲတွင်အခြေအနေရောက်တဲ့အခါမှာ conability က Vinicius တို့လိုမျိုးကောင်းလာပါတယ် individual ကောင်းနေ speed လွတ်တွေအများကြီးရှာပေးနိုင်ပါတယ်ဆိုတော့ Vinicius ကိုအေးအေးဆေးဆေးပဲထိန်းချုပ်ပြသွားနိုင်လုံးဝ control လုပ်ပြသွားတာဗျာ Vinicius ဆိုတာလုံးဝကိုဟိုကလေးတတာပဲရှိတော့တာဗျာသိလားအကောနာဘရီလေးကိုအဲ့လိုမျိုးပြောလို့အရန်ကြီးဖင်ရပြီးပြောတာမဟုတ်ပြလုံးဝကောနာဘရီလေး outstanding ဖြစ်မှုရေကျွန်တော်တို့ ထဲမှာပြောလို့ကိုမရအရန်ပေါင်းခဲ့တယ်ပုံစိုးတာကဗျာဒီကနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့က Trent Alexander Arnold နဲ့ပြန်ပြီးတော့ရင်ဆိုင်ရတာပုံမှန် corner priority တို့ frame ပေါင်းတို့အဲ့ဒီ right back မှာအဆင်မပြေတော့ဘူးဆိုရင်ကျွန်တော်တို့ကဘယ်သူ့ကိုသွားလွမ်းလဲအရင်ဆုံး Trent Alexander Arnold ရရှိရင်ကွာငါတို့ကြီးဘယ်လောက်ကောင်းမလဲဆိုတော့အတွေးကြီးစကားကြီးကဆဆလာတိုးပြီးမယ်ဒီကနေ့ကျွန်တော်တို့ Trent Alexander Arnold နဲ့ပြန်ပြီးတော့ရင်ဆိုင်နေရတာတော့မှပဲရင်ဆိုင်နေရတာမဟုတ်ဘူးကွာသူပြန်ပြီးတော့ကိုင်းထဲကိုရောက်လာတဲ့အချိန်မှာတော့မှပဲ ကျွန်တော်တို့ကထွန့်အလဇနာအာနိုးဆိုတာဗျာဒီနေရာမှာကစားခဲ့တဲ့ကစားသမားဆိုတာမိတော်မိရဲ့အထီကိုကော်နာရီတွေကလုတ်ပြနိုင်ခဲ့အာနိုးရှိရင်တော့မှပဲဘရတလီရောကောင်းပါမလားဆိုတဲ့ဒီကနေ့ညပွဲစဉ်ကိုပြောတာနော်ရှေ့ပွဲစဉ်တွေကိုပြောချင်တာမဟုတ်ဒီကနေ့ညပွဲစဉ်မှာတော့အလဇနာအာနိုးကိုမိသွားတဲ့အထီကိုပါကော်နာဘရတလီကလုံးဝကိုအောက်စတန်ဒီညီဖြစ်ခဲ့တာလုံးဝကိုထူးချွန်ခဲ့တာဗျာဒါကြီးကကျွန်တော်အနေနဲ့ဒီကနေ့ပွဲစဉ်မှာမဖြစ်မနေကိုချီးကျူးအောင်အပါနောက်ထပ်သာသမာတအူးဆိုရင်တော့ကျွန်တော်တို့ကဒိုမီနီရှိုတာ Dominic Schoenstein ကိုကျွန်တော်ဒီကနေ့ညဘလိုနီးနဲ့မှမေးထားလို့မရဘူး။သူကဒါကျွန်တော်ရဲ့ပွဲတိုင်းပွဲတိုင်းကိုကောင်းပေးခဲ့တဲ့ကစားသမားမှန်ရင်ဒီကနေ့ပွဲစဉ်မှာသူရဲ့ဒါချမ်းတစ်ခုကနေပြီးတော့ကျွန်တော်တို့ရင်အနိုင်ကိုတကူရခဲ့တယ်။အဲ့ဒီချမ်းဆိုရင်လည်းဗျသူရှေ့မှာသူကိုယ်တိုင်လည်းဂိုးရလို့နေပါအနေထားမျိုးတွေအများကြီးဖြစ်ခဲ့တယ်။သူရဲ့ဒါဖြတ်ကန်လိုက်တဲ့အလုံးတွေအလုံးတွေဆိုတော့တော်တော်လေးကောင်းနေဗျာဒီလားတောင်းတောင်းဂိုးသမားဆိုမိနိုင်မဲ့အနေထားမျိုးကမှရှိမှနေဘူး။တိုးမဲ့ကော်တိုအာဆိုတော့လည်းဗျာ ဘယ်လိုပြောမလဲအကူသမားကိုလည်းဟိုကော်တူအောင်လေးတော်တော်လေးချီးကျူးရမယ့်အပိုင်းပါဒီကနေ့ကကော်တူအောင်ပုတ်ခဲ့တဲ့အလုံးကြီးကလုံးဝဂိုးအစ်ပတ်တန်အရန်မြင့်နေတဲ့အနေထားမျိုးမှာသူပုတ်ခဲ့တာကြီးပဲဆိုတော့ဒိုမီနက်ရှိုးဘူလိုင်းကန်ခဲ့တဲ့၃လေးလုံးလဲဂိုးရသိနေပထမဦးဆုံးအလုံးသူပြသူကော်တူအောင်နဲ့ 1v1 ကန်ရတယ်ပိတ်ရတယ်တိုးမြင်ကော်တူအောင်ကလည်းစိတ်သွားနိုင်တယ်ဆိုတော့သူတို့ကဒီကနေ့ညမှာဂိုးရသိနေဆိုပေမဲ့လဲဂိုးမရခဲ့ဘူးဒါပေမဲ့ဂိုးဖန်တီမှုရခဲ့တယ်အဲ့ဒီဂိုးဖန်တီမှုရခဲ့တဲ့အလုံးဆိုရင်လဲဗျာတော်တော်လေးကိုမှကောင်းလုံးဝကြီးကိုကြွတ်စင်ကြီးပြသူကန်လိုက်တဲ့အရှိန် ကြတဲ့ space ဘောလုံးရောက်တဲ့အနေအထားဒါပြန်ပြန်အတင်းရဲ့နောက်ခံကစားသမားတွေကိုလုံးဝ patch လုပ်သွားတဲ့အနေအထားကလုံးဝကြီးကိုကြောက်စရာတော်တော်လေးကမှတိကျသေးတလုံးနဲ့ဟိုပြစ်ဒဏ်ဘောကန်လိုက်တဲ့ဖန်ကြီးမှုကြီးပြသည်လားတော်တော်ကြီးကမှကောင်းတယ်အဲ့ဒီအရာပေါ်မှာအလစ်စတာရဲ့ဘယ်လိုမျိုးလဲချိန်သားကြိုက်ခေါင်းတိုင်းမှုကလုံးဝကြီးကိုကော်တူဝါလက်လွတ်ပေးလိုက်ရတဲ့အနေအထားကြီးကိုရောက်သွားတာဆိုတော့ကော်တူဝါဒီကနေ့ညတပွဲလုံးကောင်းတယ်တပွဲလုံးပုတ်တယ်တိုးပေမဲ့ ဘာကေဘန်တိုက်တို့ရဲ့ခေါင်းတိုက်ဘောတွေအောင်သူတောက်ဆောက်ပုတ်ထားတာဗျာအလစ်တာရဲ့အလုံးကကြောင့်သူဘာဖြစ်လို့မပုတ်လဲအဲ့ဒါကအဓိကကဗျာဂိုးဖန်တီမူပေးလိုက်တဲ့ကစားသမားနဲ့အများကြီးသက်ဆိုင်သွားတယ်ဂိုးဖန်တီလိုက်တဲ့ကစားသမားကကွက်တီကြလာတဲ့အချိန်မှာကိုပိတ်လိုက်ရတဲ့သူကအေးအေးဆေးဆေးဗျာဒီလားအချိန်ရတယ်သူစပေးရတယ်အေးအေးဆေးဆေးပိတ်ရတယ်အဲ့ဒီတော့ ကော်ဒူကဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတော့ dominant shoulder line ကိုအဲ့လိုမျိုး goal ဖန်တီးပေးခဲ့တဲ့ dominant shoulder line ကိုကျွန်တော်တို့မဖြစ်မနေချီးကျူးရမယ် dominant shoulder line နဲ့အတူရဲ့ RGB နဲ့ Alistair ကိုထပ်ပြီးတော့ချီးကျူးအောင် Alistair ကပြီးခဲ့တဲ့ရာသီကအကောင်းဆုံးပုံစံပြခဲ့တယ်အဲပြီးရင် ပြီးခဲ့တဲ့ရာသီကအကောင်းဆုံးပုံစံကြားခဲ့ပြခဲ့ပြီးတော့ဒီရာသီမှာသူနည်းနည်းလေးဒါ form out တယ်တက်ပြီးတော့ပုံစံကောင်းမပြဘူးပြီးခဲ့တဲ့ Aston Villa နဲ့ပွဲစဉ်မှာသူနည်းနည်းလေးပုံစံကောင်းတစ်ခုစပြတယ် အဲအဲ့ဒီပွဲစဉ်မှာအရင်ကြီးတော့ကောင်းခဲ့တဲ့အနေထားတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ဒီကနေ့ပွဲစဉ်မှာကျွန်တော်မနစ်ကအလစ်စတာကိုပြန်တွေးလိုက်ရတာပဲလုံးဝကျွတ်စင်ကြီးအလစ်စတာအရင်ကောင်းတယ်အရင်ကမှကောင်းတဲ့အလစ်စတာဖြစ်ခဲ့တယ် RGB ရဲ့အသင်းရဲ့ကွင်းလေကစားသမားကြီးဖြစ်တဲ့ဒါအရာဂူလာတို့ဂျူပယ်လင်ကန်တို့ဒီလိုမျိုးကစားသမားကြီးနဲ့ရှင်ပြီးတော့ကစားပြနိုင် အကုန်လုံးသိရပြလက်ရှိကွင်းလေအကောင်းဆုံးသားသမားတွေကိုပြောပါဆိုရင် PD Bellingham အဒါကူလာဒီလိုသားသမားတွေကအစင်လိုက်ကြတာပြီးတော့မှ RGB တို့ဘာလို့ရောက်လာတာဗျာဆိုတော့အဲ့လိုမျိုးအကောင်းဆုံးဆိုပါတယ်ဆိုတဲ့ကစားသမားတွေရှင်ပြီးတော့သူကစားပြနိုင်တယ်သူတို့တက်ခေါင်းတစ်လုံးတောင်ကစားပြနိုင်ဆိုတော့ RGB ရဲ့ quality ကလည်းလုံးဝကြီးကိုကျွတ်စင်ဒီကနေ့ပွဲစမှာအဲထို့အတူပဲကျွန်တော်တို့ tight ကမိုဆာလာမိုဆာလာဆိုရင်ဗျာကျွန်တော်တို့ DRC မှာတကယ်တမ်းအမှန်တိုင်းပုံပွင့်နေနေပြောရမယ်ဆိုရင်ကျွန်တော်တို့ဘာဘူးအတင်း ရိသတ်10ဦးမှာ9ဦးလောက်ကမူဆာလာကိုအပြစ်မပြောဘူးတဲ့သူတယောက်မှရှိမှာမဟုတ်ဘူး။ဒါကျွန်တော်သိကြရတယ်ဗျာဒါသိကြရတယ်။တော့ဒါပေမဲ့ဒီကနေ့ပွဲစဉ်မှာကျွန်တော်မူဆာလာပထမပိုင်းမှာသူနည်းနည်းလေးလေးတယ်။အဲပြန်ဘက်အသင်းကဘယ်လိုပြောမလဲပြန်ဘက်ခံစစ်ကလည်းနည်းနည်းလေးဟိုတွက်တဲ့ငယ်တဲ့ဒီဟော့ဇန်တို့လိုမျိုးခက်ငယ်ငယ်ခက်တွက်တွက်ကစားသမားတွေဆိုတော့သူသူတို့ထက်နည်းနည်းလေးနှီးတယ်။ဒါပေမဲ့ဒုတိယပိုင်းရောက်လာတဲ့ခါမှာမူဆာလာကပွဲရဲ့အခြေအနေကိုသူ တော်တော်လေးကိုမှဂျိမ့်မိလာတယ်ပွဲရဲ့ချင်းတွေကိုသူတော်တော်လေးတုံးတက်လာနိုင်ပြီးတော့ဒီဟော့ဆန်တို့ကိုနှစ်ကြိမ်သုံးကြိမ်လောက်ကိုသူထားထားခဲ့တာတွေကတော်တော်လေးကိုမှဒါမိုးဆာလာရဲ့ outstanding ဖြစ်မှုကိုလည်းကျွန်တော်ချီးကျူးရပါလူတွေကမှမိနစ်တချို့မှာသူ crawl လုပ်လိုက်တဲ့အရာတွေသူ dribble လုပ်ပြီးတော့ကန်လိုက်တဲ့အလုံးတွေကလုံးဝပြုတ်စင်ရင်ဝိုးရသွားနိုင်တဲ့အလုံးကမရှိဘူးဆိုတော့တုံးတော့ရှိတကယ်ကိုမှတုံးတော့ရှိကိုရီကပူပိတ်လိုက်တဲ့အလုံးဆိုလည်းမိုးဆာလာရဲ့လုံးဝ crawl ဘွေးရအလွတ်ကြီးဗျာအဲ့ဒါကမှကိုရီကပူကဂိုးသမားထိသွားတာ အပြန်ထွက်လာရေလုံးကိုသူကိုယ်တိုင်ဒါအဆုံးတက်ရတယ်ဆိုပေမဲ့လည်းဒါပြန်ဘက်ကဒါ truck ကလောက်သွားတော့ဒါလုံးဝကိုဂိုးမရခဲ့ဘူးသူကမိုးဆာလာလေဒီကနေ့ပွဲစမှာဂိုးရတင်တယ်ဒါပေမဲ့ပြန်ဘက်ဂိုးသမားဖြစ်တဲ့ဒါ God to R တို့ပြန်ဘက်ကခန်းစစ်ကလည်းတကယ်ကိုကောင်းခဲ့တော့ဂိုးမရခဲ့ဘူးဆိုတော့ဒါပေမဲ့လည်းမိုးဆာလာကိုကျွန်တော်မဖြစ်မနေချီးကျူးရမယ်ထင်ပါပါတယ်ပြီးရင်ကျွန်တော်နောက်ထပ်ထပ်ပြီးတော့ချီးကျူးရမှာက Andrew Robertson Robertson ကကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကဒါသူ့ကို တော်ရင်တွေးခဲ့တယ်အဲရောဘတ်ဆင်ကစီမီကန်နဲ့ပြီးခဲ့တဲ့ရာသီကလည်းဒီလိုပဲအဲဒီရာသီမှာလိုပဲနည်းနည်းလေးအပြောင်းလဲအပြောင်းလဲနဲ့ကစားတယ်ပွဲစဉ်ကြီးများလာတာနဲ့အမျှဒါရောဘတ်ဆင်ကပဲပို့ပြီးတော့နေရာရလာရင်နေရာရလာနောက်ဆုံးမှာရောဘတ်ဆင်ရဲ့နေရာတစ်ခုဖြစ်သွားတယ်ဆိုတော့ဒီရာသီမှာဆိုရင်ရောဘတ်ဆင်ကိုအသက်အရွယ်တစ်ခုရလာပြီးအဲကိုယ်ဘယ်လိုပြောမလဲဈေးကွက်တင်မှာတော့ရောဘတ်ဆင်ကိုရောင်းမယ်လို့ဘာလို့ဖြစ်ခဲ့သေးတယ်ဒါပေမဲ့လည်း မရောင်းခဲ့ဘူးအဲလက်ရှိမှာမီလိုကတ်ကတ်တို့ဘာလို့အစားထိုးရလဲဆိုရင်ရောဘတ်ဆင်ကိုဒါစကန်ချွိုင်းနေတုံးထားတာဒီပြက်ကစကန်ချွိုင်းပဲရောဘတ်ဆင်ဆိုတာဒါပေမဲ့ဒီကနေ့ပွဲစဉ်မှာရောဘတ်ဆင်ရဲ့အရေးအသွေးကကျွန်တော်တို့မိထားလို့မရတော့တဲ့အရေးအသွေးတစ်ခုတည်းရှိနေတာရောဘတ်ဆင်ကြီးကဗျာဒီကနေ့ပွဲစဉ်မှာအရေးကြီးတဲ့ခရော့တွေကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဂိုးရနိုင်တဲ့တကယ် creation ဘိုင်းတွေကိုသူ့ရှိကတွေ့ခဲ့ရတယ်ဆိုတော့ robertson ကိုကျွန်တော်တို့ကမေးထားလို့မရဘူးလက်ရှိမှာဆိုရင်မီလူကာခတ်တဲ့အများကြီးပိုကောင်းတဲ့ robertson ကိုကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ robertson ကအသက်အရွယ်တခုရလာတယ်ဆိုမြင်လဲကျွန်တော်တို့ကဘာမှမသိမှာလက်ရှိချိန်ဒီအားကိုးနေရစေပဲဆိုတော့ robertson ကိုလည်းကျွန်တော်တို့ဒီနေ့ညမှာမဖြစ်မနေဘူးဒါ appreciate လုပ်ရမှထင်မှာပါတယ်ဆိုတော့အဲကျွန်တော် appreciate လုပ်သွားတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချီးကျူးသွားတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်နဲ့ဘယ်လိုမြင်ရလဲဆက်လောက်ဆွေးနွေးကြအောင်ကျွန်တော်လည်း like and subscribe လုပ်ကြပါဦးကျေးဇူးများရှိပါ